အားလုံးပဲမင်္ဂလာပါဒီနေ့ ပြောပြပေးသွားမယ်အကြောင်းအရာလေးကအယ်ကိုဟောမတောက်ပဲဖြစ်လာနိုင်တဲ့အသက်ကိုယ်တော်ခိုးယူနိုင်တဲ့အန္တရာယ်အလွန်ကြီးတဲ့အသေးအစီဖုံးယောဂါဖြစ်ပါတယ်မြန်မာနိုင်ငံမှာတော့တဦးချင်းဆိုင်ရာအစာအာဟာရမညီညွတ်မှုကြောင့်ဒီယောဂါရှိသူတွေတော်တော်များလာနေပါပြီတင်ဟာဒီယောဂါရှိနေပြီလားသိကြနေဆိုရင်အဆုံးထိနားထောင်ဖို့တိုက်တွန်းလိုက်ပါရနော် အသည်စီဖုံယောဂါဆိုတာပါလေတဲ့အသည်ဟာခန္ဓာကိုယ်ရဲ့တန့်စင်ဆက်ကရိယာကြီးတစ်ခုလိုပါပဲတနေ့တာမှာအသည်ဟာအစိတ်အတော့များကိုတန့်စင်နေအာဟာရအမြင့်ဆုံးတွေကိုတိုးလောင်ပြီးတော့ပြန်ဖြန့်နေဒါပေမဲ့အသည်တွေကိုစီမြန်မြန်လွှမ်းမိုးလာတဲ့အခါအသေးကအလုံးလုံးလို့မရတော့ဘဲတဖြည်းဖြည်းနဲ့ပြက်စီးလာပါတယ်။ဒီအခြေအနေကို fatty liver disease လို့ခေါ်ပါတယ်။ ်အမျိုးအစားကတော့နှစ်ခုရှိပါတယ်တစ်ခုကတော့ NAFLD ဆိုတဲ့ Non Alcoholic Fatty Liver Disease ပါ အရင်မတော့ဘဲနဲ့အသေးအွင်းမှာအဆီပြေနေခြင်းနံပါတ်2က NASH လို့အတူကောက်ခေါ်ပြီး Non Alcoholic Steatohepatitis စီပြေတာနဲ့အတူအသေးကောင်းအနာဖြစ်လာပြီး အသေးသိမ်းဆက်မှုတွေ့ရတဲ့အခြေအနေ အဲ့ဒီကနေသင်း cell တွေပျက်စီးခြင်းအသေးကန်စားအထည်ကောင်သွားနိုင်ပါတယ်နော်ဖြစ်ပေါ်လာတဲ့အကြောင်းအရာများကိုဆက်လက်ပြောပြပေးပါမယ်ဒီယောဂဖြစ်လာတဲ့အကြောင်းအရာတွေက မထင်မှတ်ပဲလူတိုင်းထဲမှာတောင် ဖြစ်နိုင်ပါတယ်အဝါလွန်တာ obesity တွေးတွင်းချိုတတ်မြင့်ခြင်း type 2 diabetes တွေးထဲမှာအဆီဓာတ်များခြင်း high triglyceride LDL များတာ မလောရှားခြင်း sedentary lifestyle စားသောက်မှုပုံစံ high sugar fat processed food တွေကိုစားတာဒီနေရာမှာတတိပေးစရာကတော့တချို့က BMI နာမကောင်းပေမဲ့လည်းအသေးအစီနဲ့တွဲဖက်နေတတ်ပါတယ်ကို့တွေးတဲ့တွေးကြိုတွေကလည်းမတိတာပဲအတွက် fatty liver ရှိနေတတ်ပါတယ်နော် fatty liver ရှိနေတဲ့လက္ခဏာများကိုဆက်လက်ပြောပြပေးတော့ပါမယ် နမတ်တက်ကတော့ဗိုက်ပူနေတာနမတ်နှစ်ကပယ်မှန်းရလွှဲတာနမတ်သုံးကဝင်းချုပ်တယ်နမတ်လေးကအသေးနာတန်ရခံပြင်းတယ်နမတ်ငါနာသာရှိဖြစ်လာရင် အသားရံဝါတယ်နာသာရှိတတ်အနှုတ်ဖြစ်တယ်တချို့မှာစင်ကြေရှာဖောင်းခြင်းတို့အထီတောင်ဖြစ်လာတတ်ပါတယ်ဒါကြောင့်တင်တတိမထားမိတာတောင်တင်အသေးအစီဖုံးနေပြီးဒါဖြစ်နိုင်ပါရဲ့နော် ဆက်လက်ပြီးဘလို့စစ်မလဲဆိုတာပြောပြပေးသွားပါမယ်။ fatty liver ရှိမရှိသိဖို့အတွက်စမ်းသပ်မှုတွေလုပ်ဖို့လိုပါတယ်။ liver function test အသေးဆဲပျက်စီးနေပြီလားဆိုတာကိုစစ်တယ်။ ultrasound scan အသေးထဲမှာစီစုနေတာတွေမြင်နိုင်ပါတယ်။ fibro scan liver fibrosis လို့ခေါ်တဲ့အသေးတင်းဆက်ခြင်းရှိမရှိ liver biopsy လွန်စွာအရေးကြီးတဲ့အခြေအနေပါ cell အဆင့်ထိပါဆက်နိုင်ပါတယ်။တတိထားဖို့ကတော့တချို့လူတွေမှာ blood test ကောင်းပေမဲ့ ultrasound မှာတော့စီးတွေပါနေတာတွေ့ရတတ်ပါတယ်။ကုသနည်းတွေကတော့ fatty liver ရောဂါရင်ဆိုင်သူတွေအတွက်အရေးကြီးဆုံးနည်းလမ်းကဆေးမဟုတ်ပါဘူး။ဘဝပုံစံပြောင်းလဲခြင်း lifestyle modification လို့ခေါ်ပါတယ်။အာဟာရပြောင်းမှာစီးတွေစားတာနည်းပါ အချို့တွေနည်းပါစေ။ နူးညံ့သောအသားဟင်းတင်ဟင်းရွက်တွေမြများစားပါလှုပ်ရှားမှုကိုမြင့်တင်ပါတပတ်ကို9ရက်တစ်နေ့ကိုမိနစ်30လောက် exercise လုပ်ပေးပါအလေးချိန်လျှော့ပါသစေရာခိုင်နှုန်းလျှော့တာနဲ့ liver fat က90ရာခိုင်နှုန်းအထိလျော့တတ်ပါတယ်ဆေးပေးနိုင်တာတွေကတော့ vitamin E antioxidant အသားအရောင်ညှိတယ် insulin sensitivity ပိုကောင်းတယ် GLP-1 agonist အိုဇန်းဖဲအစီရှော့အချိုထိန်ပေးတယ်အသက်ရှည်တယ်မကုတာပဲထားခဲ့ရင်ဆိုရဲအကြောင်းလေးကိုဆက်လက်ပြောပြပေးသွားပါမယ်မကုတာပဲထားရင် အဖြစ်အများဆုံးက အသေးတင်ဆက်မှုဖြစ်မယ်အသေးတွေတဖြည်းဖြည်းပျက်စီးလာမယ်အဲ့ဒီနောက် liver transplant လိုလာတတ်ပါတယ်တချို့မှာတော့ liver cancer အထိတောင်ဖြစ်သွားနိုင်ပါတယ် fatty liver ရှိသူတွေမှာတိတ်ဆုံးမှုအကြမ်းပြင်းကတစ်တမခုနှစ်ဆပိုများပါတယ်။ဒါကြောင့်ဆိုးဆိုးကာကွယ်တယ်ဆိုတာကအသက်ကယ်တာတစ်ခုပါ။ဆက်လက်ပြီးကာကွယ်မဲ့နည်းလမ်းများကိုပြောပြပေးသွားပါမယ်။ဒီယောဂါကိုအလွယ်တကူကာကွယ်လို့ရပါတယ်။အစာတောက်ပြောင်းမှာ whole grain တို့ veggie တို့ protein တို့အစုံစားပေးပါ။အစီနဲ့အချို့အနည်းဆုံးအစာစာတွေစားပါ။ စားစရာကို အချိန်ညှိပါ အလုတ်ပြင်းခြင်းကနေရပ်ပါနှစ်စဉ်အနည်းဆုံးတစ်ချိန် liver test ပြုလုပ်တင်ပါတယ်ညီကုံချုပ်အနေနဲ့ပြောရရင် မိတ်ဆွေတို့ရေ fatty liver ဆိုတာတိတ်တိတ်ဆိတ်ဆိတ်နဲ့အသက်ကိုခိုးယူနေတဲ့ရောဂါတစ်ခုဖြစ်ပါတယ်အချိန်မီဆက်ဆေးပါ နောက်ကြမှာကိုယ်ကွယ်မရှိတော့နိုင်ပါဘူးမိသားစုတငယ်ချင်းတွေနဲ့ဒီအချက်လက်ကို မျှဝေပေးဖို့မမေ့ပါနဲ့နော် like တစ်ချက် comment တစ်ခု subscribe လုပ်ထားပြီးတခြားကျမ်းမာရေးဗီဒီယိုများကိုစောင့်ကြည့်ဖို့ဖိတ်ခေါ်ပါရစေ။ကျေးဇူးများတင်ပါတယ်ရှင်။